နေ့မှလည်းသူလေးစီးကြောင်းနဲ့အတူရေငွေ့အပြည့်ပါတဲ့ရေတွေကဗမာပြည်ကိုဖျက်ကျော်ရင်းနဲ့တရုတ်ပြည်တွေကိုဝင်သွားတဲ့မုံတိုင်းရဲ့လေးနဲ့စတင်ထိတွေ့ပြီးတော့ဗမာပြည်မှာမိုးအကြီးအကျယ်ရွာမဲ့အခြေအနေရှိပါတယ်ဒီတော့ကြောင့်မလို့ကြိုတင်ပဋိထားကြဖို့လိုပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တောင်တရုတ်ပင်လယ်ကနောက်ထပ်မုံတိုင်းနဲ့မြန်မာနိုင်ငံကိုတက်ရောက်မဲ့အခြေအနေတွေကိုမိုးစလဘလော့ကဆရာဦးထိတ်တင့်ရဲ့ခမန်းသုံးသက်ချက်ပူတင်ဆက်ပေးလိုက်ပါတယ် တောင်တရုတ်ပင်လယ်မှာနောက်ထပ်မုန်တိုင်းတစ်လုံးဖြစ်ပေါ်လာနေပြီးဒီမုန်တိုင်းဟာရှေ့တရင်ပတ်မှာဗီယက်နမ်နဲ့တရုတ်ကြားကဖြတ်ကာမြန်မာနိုင်ငံအရှိတ်ရှမ်းပြည်ကိုတက်ရောက်မှုရှိနိုင်တာကိုဆရာကအတည်ပြုလိုက်တာပါယနေ့မြန်မာစံတော်ချိန်နနက်9:00နာရီအချိန်တိုင်းထွာချက်များအရအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်ကမ်းခြေကိုဂိုဘာပူမြို့အနီးမှာဖျက်ချော်ခဲ့သောအာကောင်းသောမုန်တိုင်းငယ်သည်အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးဂရိတပြည်နယ်တောင်ပိုင်းတွင် မုန်တိုင်းငယ်ဖြစ်သူအာရော့သွားခဲ့ပြီး အဆိုပါမုံတိုင်းငယ်သည့်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးအိန္ဒိယနိုင်ငံကုန်းတွင်းပိုင်းဒေသများကိုဖျက်ကျော်နိုင်ကတဖြည်းဖြည်းအားရော့သွားမည်မူကြောင်းကြေညာထားပါပေတယ်2025ခုနှစ်အောက်တိုဘာလ2ရက်နေ့ကြာသာပတင်းနေ့ညနေ6နာရီဂျိုလိုကတိုင်းတာရရှိချက်တွေနဲ့မြန်မာပြည်မိုးလေဝသအခြေအနေများကိုဆက်လက်လေ့လာခမန်းတင်ပြမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်တွေကကျွန်တော်တို့ခမန်းပြီးခဲ့တဲ့အတိုင်းပဲမြန်မာပြည်မှာဆေးရုံတွေလူနာရီ ဆက်ရတဲ့အချိန်ဆက်နေတာယူကြည့်နေတာပြည်သက်များဖြစ်မှာဖြစ်ပါတယ်မြမပြည်မှာရှိတဲ့ယာဒီဥတုတွေကို အာရီဗျာမှာပင်လယ်မှာဖြစ်လာတဲ့လေဆိုင်ဝဲအိန္ဒိယနိုင်ငံကိုဝင်ရောက်နေတဲ့လေဆိုင်ဝဲဖိလစ်ပိုင် အရှိဘက်ကန်းကလေဆိုင်ဝဲတက်ရောက်မှုကိုကျွန်တော်တို့လေ့လာမယ်ဆိုရင်တော့ပေ9000အနည်းကိုလေ့လာမှာဖြစ်ပါတယ် ဒီကနေ့ညနေ6:00နာရီပေ9000အမြင့်ကိုကြည့်မယ်ဆိုရင် RBM မှာမုံတိုင်းအဆင့်ကိုကူးပြောင်းလာနိုင်တဲ့လေဆိုင်ဝဲကိုတွေ့ရတယ်လို့ပဲအိန္ဒိယနိုင်ငံကိုဝင်သွားတဲ့လေဆိုင်ဝဲအထက်မှာအလွန်အားကောင်းတဲ့လေစီးကြောင်းတွေဖြစ်ပေါ်နေတာတွေ့ရမှာဖြစ်ပါတယ်ထို့အတူပဲဖိလစ်ပိုင်ရှိတဲ့ဒေသကမုံတိုင်းဟာဗမာပြည်ကိုမလာသေးပဲနဲ့မြောက်ဘက်ကိုတက်သွားပါတယ်ဒီအတွက်ကြောင့်မလို့ဗမာပြည်မှာဒီရက်ပိုင်းမှာမိုးအနေငယ်အားပြော့သွားနိုင်တယ် တုံးရက်နေ့ညနေရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့အာရီဗျန်ပင်လယ်ကမုန်တိုင်းဟာအားကောင်းလာပြီးတော့ထို့အတူဖိလစ်ပိုင်ကို ဖြတ်လာတဲ့ဒီဇိုင်းဝဲမုန်တိုင်းဟာအနည်းငယ်အားကောင်းလာပြီးတော့မမာပြီးအရှိဂျမ်းအထိကိုစတင်ရောက်တာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။လေးရက်နေ့ရောက်တဲ့အခါမှာတော့အာရီဗျန်ပင်လယ်ကထုတ်တဲ့ရေငွေ့ရမြမာပြီးအထက်ပိုင်းမြမာပြီးအောက်ပိုင်းကိုဖြတ်ပြီးတော့ဝင်လာတယ်လို့ပဲ တောင်တရုတ်ပင်လယ်မှာအင်မတန်မှအားကောင်းလာတဲ့မုန်တိုင်းရဲ့ပို့လိုက်တဲ့ရေငွေ့ရေရာမြမာပြည်အရှိတ်အချမ်းကိုစတင်ရှင်တွင်ငွေရောက်တော့မယ့်အနေအထားကိုကျွန်တော်တို့ခံမှန်းမိပါတယ်။လာတဲ့9ရက်နေ့မှာဆိုလို့ရှိရင်တော့အိန္ဒိယသမုတ်ပြာကလာတဲ့ရေငွေ့နဲ့အာရေဗျန်ကလာတဲ့ရေငွေ့တွေကပေါင်းပြီးတော့မြမာပြည်ကိုအနောက်ဖက်ချမ်းကနေပြီးတော့အကုန်လုံးဖက်ကျော်တည်ဆောင်လာတာတွေ့ရမှာဖြစ်ပါတယ်။ 6ရက်နေ့မှာလေသူလေးစီးကြောင်းနဲ့တူရေငွေ့အပြည့်ပါတဲ့ရေတွေကဗမာပြည်ကိုဖြတ်ကျော်ရင်းနဲ့တရုတ်ပြည်တွေကိုဝင်သွားတဲ့မုံတိုင်းရဲ့လေနဲ့စတင်ထိတွေ့ပြီးတော့ဗမာပြည်မှာမိုးအကြီးကျယ်ရွာမဲ့အခြေအနေရှိပါတယ်ဒီတော့ကြောင့်မလို့ကြိုတင်ပဋိထားကြဖို့လိုပါတယ်6ရက်နေ့ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်မှာလေဆိုင်ဝဲတစ်ခုထပ်ဖြစ်လာပြီးတော့မြန်မာပြည်ကိုအရှိန်ဟုန်နဲ့ရေငွေ့အပြည့်ပါတဲ့လေစီးကြောင်းတက်ခတ်ပြီးတော့ တောင်တရုတ်ပင်လယ်ကဝင်လာတဲ့လေကြီးစီးကြောင်းကြောက်မလို့မြန်မာပြည်မှာအကြီးအကျယ်မိုးတွေရွာသွန်းနိုင်တယ်လို့ကျွန်တော်တို့ခမန်းပြတ်ချက်လို့ရပါဒီကနေ့နှစ်ရက်နေပါတော့ကျွန်တော်တို့မြန်မာပြည်အထက်ပိုင်းကကချင်ပြည်နယ်၊စကိုင်းတိုင်းချင်းပြည်နယ်၊ရခိုင်မြောက်ဘက်မှာ မိုးတဲတဲမဲမဲရွာသလိုပဲရှမ်းပြည်နယ်တခုလုံးမှာ နေရာကွက်ကြားမိုးတိထန်ဖြစ်ပါတယ်။မန္တလေးတိုင်းနေပြည်တော်နဲ့ရှမ်းပြည်ဆက်ဆက်ဒေသတွေမှာလည်းမိုးနှင်းငယ်ရွာသွန်းပြီးတော့အခြားတိုင်းနယ်ပြည်နယ်တွေမှာ မိုးပါသွားတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။တောက်ကြာနေ့၃ရက်နေ့မှာတော့ကျွန်တော်တို့မမပြီးအထက်ပိုင်းမှာမိုးပါပါရွာသွန်းမယ်၊ကြားပြည်နယ်၊ရှမ်းပြည်နယ်မှာမိုးပါပါရွာသွန်းမယ်၊တနင်္လာနေ့တိုင်းကရင်ပြည်နယ်မှာမိုးပါပါရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်။၄ရက်နေ့စနေနေ့ရောက်တဲ့အခါမှာတော့တနင်္လာနေ့တိုင်းမှာနေရာကွက်ပြီးတော့မိုးတိထန်စွာရွာသွန်းနိုင်လို့ပဲရှမ်းပြည်နယ်အရှိချာ မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်ဆက်ဆက်ဒေတာကြီးတစ်ခုလုံးမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲချင်းတောင်တန်းမှာမိုးကြီးနိုင်ပါတယ်ဗမာပြည်အထက်ပိုင်းကချင်ပြည်နယ်စကိုင်းတိုင်းချင်းပြည်နယ်မန္တလေးအထက်ပိုင်းမှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲ AR တိုင်းဘကူတိုင်းရန်ကုန်တိုင်းမှာလည်းနေရာကျဲကျဲမှာနေရာသိသိမိုးရွာသွန်းနိုင်တဲ့နေရာရှိပါတယ်လာမယ့်9ရက်နေ့ရောက်တဲ့အခါမှာတော့ဒီကပို့လိုက်တဲ့လေးကြောင်းကချင်ပြည်နယ်ချင်းတောင်တန်းမန္တလေးတိုင်းစကိုင်းတိုင်း ရခိုင်ပြည်နယ် AR တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်သတင်းနာရီတိုင်းချမ်းပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကျွန်တော်တို့ခံမှန်းလို့ရရှိပါတယ်။လာမယ့်6ရက်နေ့မှာတော့ကျွန်တော်တို့ကချင်းပြည်နယ်အောက်ပိုင်းသကိုင်းတိုင်းမန္တလေးတိုင်းမန္တလေးတိုင်းနဲ့ချမ်းပြည်နယ်တောင်တန်းဒေသရခိုင်ပြည်နယ်စစ်တောင်းမြဝန်းဒေသနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ခုနှစ်နေ့ရောက်တဲ့အခါမှာတော့ဗီယက်နမ်နိုင်ငံကိုဖျက်လာတဲ့မုန်တိုင်းအညွန့်ရဲ့ပို့ဆောင်မှုကြောင့်မလို့ ရှမ်းပြည်နယ်တစ်ခုလုံးနေရာကွက်ပြီးတော့မိုးရွာနိုင်ပါတယ်ထို့အတူကချင်ပြည်နယ်ချင်းတောင်တန်းရခိုင်ရိုးမှရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးတွေအသေးအံရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်ရှေ့ရနေရောက်တဲ့အခါမှာတော့ဗီယက်နမ်နိုင်ငံကိုဖျက်လာတဲ့မုန်တိုင်းအတွင်းကံကြောင့်လို့မြန်မာပြည်ချင်းတောင်တန်းစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ရန်ကုန်တိုင်းတို့မှာနေရာကွက်ပြီးတော့ မိုးကြီးနိုင်တယ်လို့ပဲကြားပြည်နယ်မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့နေသားရှိပါတယ်ကျွန်တော်တို့ဒါရီယာဆိုလို့ရှိရင်ယာယီခမန်းကြက်တွေဖြစ်ပြီးတော့ထူးခြားတဲ့အခြေအနေနဲ့ပြောင်းလဲမှုအခြေအနေတွေရှိလို့ရှိရင်လည်းကျွန်တော်တို့အလင်းအမြန်ဆုံးလေ့လာတင်ပြမှာဖြစ်ပါတယ်